ားလုံးပဲမင်္ဂလာပါ WiFi Audio Book Channel နဲ့ကြိုဆိုလိုက်ပါရစေကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးဘေးနားကခေါင်းဆောင်လေးနှိပ်ပေးဖို့မေတ္တာရက်ခံပါရစေယခုတင်ဆက်ပေးမှာကတော့ဆရာဆိုင်မြတ်သူရှိဖို့စာပေစီမံရဲ့ခြေလမ်းများဖြင့်ရင်းနှီးခဲ့ရသောပန်းလိုက်တစ်ခုဘဝဝတ္ထုလိုလေးပဲဖြစ်ပါတယ်မိုးကအဆက်မပြတ်ရွာလို့နေတယ်မိုးဆွေနေတာက၃ရက်ရှိနေပြီအညာမိုးကရွာပြီဆိုရင်လည်းမဆဲဘူး ခေါင်တဲ့အခါမှာလှတော်သားလိုဥပမာပြရရင်ဒီဝရက်ခေါင်မြင်အောင်လောက်အောင်ခေါင်တက်ပါတယ်။အညာသူအညာသားဘဝကနေပူခြင်းနဲ့အညာသားကလင်မယားတော်ဆက်သလားပဲ။မိုးခေါင်မီဟိတ်ဆိုရင်အညာကြီးတဲ့ဘဝပမာပြရရင်အဝီစီးကိုဟန်နီမွန်ထွက်ရသူတွေပါပဲ။မယုံမရှိကြပါနဲ့။လာကြည့်ကြပါ။အောက်ပြည်ကငပိပါရင်ဖုတ်ဆရာကိုမလိုတာ။နေပူကျဲကျဲကျွေးနှောင်းနဲ့ဖက်ယုံကြတဲ့အဖေနဲ့အမေက သူတို့သားကျုပ်ကိုပညာရည်ကြီးသိဖြစ်စေချင်တာကျုပ်ဘဝကယာထဲကနေလူဖြစ်လာရတဲ့တောင်သူကမွေးတဲ့သားတယောက်ဆိုတော့မြို့ကနေမရပေါ်တာတွေဘာတွေပဲမှန်းနိုင်ပါမလဲရွာကနေခုနှစ်မိုင်လောက်ဝေးတဲ့မြို့ချောင်းကိုခြေရင်တက်ရတာပရာဟိတပညာဒါနပေါ်တာလေးမှနေခွင့်ရခဲ့တာပေါ့ကျုပ်ရွာကအခြေခံပညာအလယ်တန်းချောင်းပဲရှိသေးတာရွာကချောင်းက၈တန်းထိနေပြီး၉တန်းနဲ့၁၀တန်းကိုမြို့ချောင်းမှာတော့အတက်ရတာ ျုပ်ဘဝမှာကျေးဇူးများတာဆိုလို့ပညာပါရမီပေါ်တာပါပဲဒီကနေ9ရက်ဆယ်ရန်အောင်ခဲ့ရသူဘောရာကထမင်းချက်ကျွေးပြီးမဲ့ဟင်းကိုတော့အိမ်ကပို့ပေးရတယ်ဒီရက်ထဲမိုးကဆွေနေလို့အိမ်ကဟင်းချိုင်းလာမပို့တာက၂ရက်တောင်ရှိနေပြီအမေကတော့ဟင်းချက်ထားမှသေးကြပါပဲလမ်းမဆက်သွယ်ရေးမကောင်းတာရဲ့မိုးကောင်းနေတာရဲ့လူကြုံမရတာရဲ့ကြောင့်ဟင်းချိုင်းကရောက်မလာတာဖြစ်မယ်လက်ထဲမှာ900ရန်တိရွဲ့ ကြံနေသေးတယ်။ဘိုက်ကလည်းဆာလောင်လို့မတက်နိုင်သာတဲ့အဆုံအဆောင်ရှိဈေးတိုင်ကရှူရှဲနှစ်ထုပ်ဝယ်ကထမင်းပြူနဲ့ဆာလောင်မှုကိုဖြည့်ရှင်းလိုက်ရတော့တယ်။ဟင်းမရှိ၍ဖြစ်တယ်လို့ဆားရတာကမဆန်းတော့ဘူး။တငယ်ချင်းတွေကဟင်းပို့တဲ့အခါမျှကြွေးရှာပါတယ်။မပြေဆုံးခြင်းအတွက်အားတော်ငင်မိတာပေါ့။ဇော်ကအတန်းလူတငယ်ချင်းတွေပြေဆုံးသူတွေဖြစ်တဲ့အောင်ချက်ကောင်းတဲ့ကိုပိုင်ဘော်ရာတွေမှာနေကြတယ်။ပရာဟိတဘော်ရာနေတဲ့ကျုပ်ကိုသူတို့ အထင်သေးကြမှာတော့အသေးချာကျုပ်ဝမ်းမနေပါဘူးပညာသင်ယူတာကပညာလိုချင်စိတ်နဲ့လေးလာစီပူစိတ်ကအဓိကပဲမဟုတ်ပါလားတခြားဘောဓာတွေမှာ6လမှတစ်ခါအိမ်ပြန်ခွင့်ရပေမဲ့ကျုပ်နေတဲ့ပရာဟိတဘောဓာကတော့တစ်လကိုနှစ်ရက်အိမ်ပြန်ခွင့်ပေးတယ်ကျောင်းစာတဲ့စိတ်နဲ့ထားရတဲ့ကျုပ်ဖို့တစ်လကိုနှစ်ရက်အိမ်ပြန်ခွင့်ရတဲ့အချိန်တွေဟာစိတ်ပျော်ရွှင်ရတဲ့နေ့တွေဖြစ်တယ်ကျောင်းပေးရဲ့အိမ်ပြန်ခွင့်ရတဲ့နေ့တွေဆိုဘောဓာရှိမှလာကြတဲ့ ကားတွေဆိုင်ကယ်တွေထော်လာကြီးစပိန်အတီးတီးစုံလို့ပေါ့ဒီຢာတွေကကျုံနဲ့လာလာမြတ်မဆိုင်ဘူးကျွတ်ရဲ့အိမ်ကစပိန်မရှိဘူးဆိုင်ကယ်ဆိုဝေးလာကြူရအောင်ကလည်းအဖေနဲ့အမေအမားတွေအားလုံးကຢာတော့တဲ့ကနေထွက်နေဝင်မအားလက်နိုင်ကြဘူးရွာထွက်တဲ့ကားတို့ထော်လာကြီးတို့တော့ရှိပါရဲ့ဒါပေမဲ့မြို့ကနေနေကင်းပိုင်းကမှ ပြန်ထွက်တာ အခုလိုကြောင်းစင်းချင်းညနေပိုင်းဆိုနွားလဲပင်မရှိ ကျုပ်ဖို့အတက်ဟိအတနောနာထုတ်ဖို့ လွယ်ရည်ထဲစာအုပ်ထမင်းကြိုက် ထိုးသိမ့်ထက်ပစိုးကိုတူတူဝစ်ပြီးခုနမိုင်ခရီးကိုခြေသလုံးမြင်းကောင်းအကြောင်းပြုပြီးတုတ်ချင်နေရတယ်လမ်းတလျှောက်ဆိုင်ငယ်ဘော်ကစပိန်ဘော်ကကားဘော်ကငယ်ဆောင်ကြည့်တော့ကြသေးတယ်အဖြူစိမ့်နဲ့အတန်းဘော်ဆိုင်ငယ်တွေဘော်မှာအတန်သာပါသွားကြတာကိုငေးရင်အားတော့ကြမိတာမရှိတဲ့ကြားကငါမိဘကငါ့ကိုပညာရကြီးဖြစ်စေခြင်းလို့ကြောင်းထားပေးခဲ့တာငါမိဘတွေမျှော်လင့်တယ်လို့ငါက ညာရတဲ့ယောက်ဖြစ်ရင်ဒီအခက်ခဲတွေအသေးမွှားပြဿနာပါပဲကိုကိုကိုအတင်းရင်စိတ်ထဲကရေယုံမိပြန်တော့ခွန်အားတွေတဖန်ဖြစ်လာရပြန်နေတနာတဲ့တဲ့ဆိုင်ကသမားတွေကတနာလို့လိုက်ဖို့ခေါ်ရင်မဲ့ကြုံငင်းလိုက်ပါတယ်ဘဝကိုကိုအားကိုကိုရတဲ့တတိအညုံမကျိုးသေးခြင်းဘူးညနေ၄နာရီကနေမြို့ကရှောက်လာခဲ့တယ်ည9နာရီမှာအိမ်ကိုရောက်တယ်မောပါတယ်ဒါပေမဲ့အိမ်မှာအဖေနဲ့မေး အမအများရဲ့ရှင်ပြုံးနေတဲ့မိသားစုမျက်နှာတွေမြင်ရတော့အကျုံမမောပါဘူး။တောက်ရီဦးကရေးရေးကိုတဝါတောက်လိုက်တော့ခွန်အားတွေကပြန်ပြေလာတယ်။ခြေချင်းလျှောက်ခဲ့တဲ့ခြေလန်းတွေကကျုပ်ရဲ့ပန်းနိုင်ကိုတွန်းပို့ခြင်း။ဇေရန်အောင်သိန်းထွက်တဲ့နေ့ကဆိုလဲကျုပ်ဖင်တဲ့ဒူတော်ထဲမှာထဲထိုးနေရတယ်။မိုးကြထရီးကလည်းပူးနေတယ်။အောင်သိန်းသွားမကြည့်အားရွာထဲကအတန်းပေါ်တွေကတော့အစိုးကြီးမြို့တက်ပြီးအောင်သိန်းသွားကြည့်ကြတာပေါ့။ကျုပ်ကဘယ်သူကမှမခေါ်ချင်ကြဘူး။ ကျုပ်ကုကုကိုအောင်မယ်လို့တော့စိတ်ထဲယုံကြည်မိတာပေါ့ဒါပေသည့်စိတ်ထဲတော့ပူနေမိတာအမှန်ပဲညနေရာတော့ကပြန်ပြီးရွာထဲရောက်တဲ့ဆိုရင်ပဲတင်ငယ်ချင်းတွေကကျုပ်ကိုအောင်ကြောင်းဝမ်းမတ်တသာပြောကြတယ်တော်ကအပြန်ပီတီပီဆုံနဲ့ကျုပ်ပြောလိုက်တဲ့ဖြစ်ချင်းဦးလေးတယောက်ကတော့ကျွန်တော်ကိုတန်းသားသွားလို့ထင်ပါရဲ့သူ့ဆိုင်ငယ်ကလေးနဲ့အောင်သင်းကိုတိုင်လိုက်ကြည့်ဖို့ပြင်ခိုင်းတယ်ကျုပ်ရင်မချိုးအပ်ဘူးခြေတော့ကဘွက်တွေမြင်းကြီးပြနေတာကိုရေစေးပြီး မြို့ကိုပြေးပြီးအောင်းလင်းကြည့်ဖြစ်တယ်ကျွန်တော်တယောက်တည်းကုခုံနံပါတ်ကိုကိုအေးအေးဆေးဆေးကြည့်ခဲ့ရတာပေါ့ကျုပ်တို့အညာဒေသကတော်သလဲမှာနှမ်းကျဲဒီဆောင်မုံမှာနှမ်းသိမ့်ရတယ်ကျုပ်တို့အိမ်ကတော့ကနွားလဲနဲ့တနာကြီးပို့ပို့မောင်းရတဲ့ငားမိုက်ခီးကျုပ်ငားတန်းကနေရှစ်တန်းအထိညနေခင်းကြောင်းကပြင်ရောက်တဲ့အခါမှာရေတစ်ခွက်အဝါတောက်ထမင်းတုတ်ထမ်းပြီးအဖေရှိရတဲ့တော့ကိုခြေရင်ပြေးရတယ်ပြေးတော်သူတွေကညနေခင်း ကင်းကျူရှင်ပါညာတက်ကြပေမဲ့ကျုပ်အတွက်တော့ကျူရှင်ဆိုတာစကားအစမ်းကြီးဖြစ်လို့ဒီနေ့ကိုတလအဖေနဲ့အတူတော့မှနှစ်လင်းလင်းဆောင်ရင်ခဲ့ရတာဘဝကတော့ခါခဲ့ပါတယ်ကျတို့ရတော်တွေကထမ်းရမှုတွေကတဲဆိုတာကညီကမတ်တာလေးအကာရံမပါအေးလိုက်တဲ့ဖြစ်ချင်းရွာထက်တော့ကပို့လို့အေးလာတယ်စောင်းအသည်မှုမြောက်လေတရင်ကနှမ်းကင်းနဲ့ပြောင်းကင်းတွေကိုဖြတ်ပြီးရှိရှိရှဲရှဲတိုက်ခတ်လေတိုင်းရေကွဲအောင်အေးတော့တယ် 9တန်းကနေ10တန်းအထိရွာနှစ်တော့9တန်းကနေ10တန်းအထိရွာနှစ်မြို့ကိုရှောက်ခဲတဲ့မိုင်တိုင်တွေကိုဆွဲဆန့်ကြည့်ရင် အောင်မြင်မှုခြေလန်းတွေလို့တင်စားစီခြင်းနဲ့ကျောက်လျှောက်ခဲတဲ့ခြေချင်းခီးဟာဒီနေ့တော့တက္ကသိုလ်ကဘွဲတစ်ခုနဲ့ယူသူခဲရတဲ့စာရေးဆရာဘဝကျုပ်အပိုင်ရခဲ့လိမ့်မည်မိတို့ပဲဆိုသေးကမူခြေချင်းခီးအတွက်ကျုပ်ခုံယူတယ်ကျုပ်လိုပဲညီလေးညီမလေးတွေကိုလည်းရဲရဲရှောက်ကြစီခြင်းနဲ့ပန်းနိုင်ကထိုင်နေ၍မရောက် ကျုပ်ဒီလဲခြေလမ်းများစွာရင်းနေရင်းနှီးခဲ့ပူရတယ်ပန်းနိုင်အစ်တို့အတွက်လဲဆက်လက်ရင်းနှီးအောင်မယ်လို့ဆုတောင်းရင်ခုလိုဇလန်းလေးကိုအဆုံးထိနားဆင်ပေးတဲ့အတွက်လဲကျေးဇူးများတင်ပါတယ်နောက်ထပ်နောက်ထပ်အတန်းဇလန်းများကိုလဲနာတော့တဆင်ပေးကြပါအောင်လို့မြစ်တရက်ခရင်တာတော့ညာကလေးဖြစ်ပါသည်ကျေးဇူးတင်ပါတယ်